အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့မြေကွက်ဝယ်ယူသူတိုင်းတည်ထားတဲ့အရေးကြီးဆုံးဖြစ်တဲ့အချက်ခုနှစ်ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။မြေကွက်ဝယ်ရဲဆိုတာမိမိဘဝတစ်လျှောက်လုံးအတွက်လုပ်တဲ့အရင်းအမြစ်ဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တာကြောင့်အနည်းငယ်လေးမှရင်သွားရင်တော့တစ်သက်လုံးနောင်တရနေစေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုလေးကလုံခြုံစိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်အောင်ကိုယ်တိုင်ကာကွယ်ပြုလုပ်နိုင်ဖို့တေချာလေးဖော်ပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်အဆုံးထိကြည့်ရှုဖို့အကြံပြုချင်ပါတယ်။ ပထမဆုံးစစ်ဆေးပြုလုပ်ရမှာကမြေစရင်စစ်ဆေးခြင်းဖြစ်ပါတယ်။မြေကွက်တစ်ကွက်ဝယ်ယူတော့မယ်ဆိုရင်အရင်ဆုံးသက်ဆိုင်ရာမြို့နယ်မြေစရင်ရုံးကိုတွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်။ဘာတွေကိုစစ်ဆေးရမလဲဆိုတော့နံပါတ်1မြေကွက်နံပါတ် မြေမျိုးစားနံပါတ်2မြေကမြေပိုင်ရှင်မြေနံပါတ်3မြေခွန်ကြီးဆောင်ထားမှုနံပါတ်4မြေပေါ်မှာတရားစွဲဆိုမှုရှိမရှိနံပါတ်5ပုံမှန်40တမြေဟုတ်မဟုတ် အစရှိတဲ့အချက်တွေကိုအသေးချာလေးစစ်ဆေးရမှာဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကတော့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုမိတူကူးယူပြီးတော့ကျွမ်းကျင်သူဒါမှမဟုတ်ဥပဒေပညာရှင်တွေနဲ့တိုင်ပင်စစ်ဆေးခြင်းအကြံပြုချက်တွေရယူဖို့လိုအပ်ပါတယ်။ဒုတိယအချက်အနေနဲ့စစ်ဆေးရမှာကပိုက်ဆိုင်မှုစာရွက်စာတမ်းများဖြစ်ပါတယ်။ခုနဖော်ပြခဲ့တဲ့မြေစည်ရင်တင်ပြချက်မြေစည်ရင်ဌာနမှာတွားရောက်စစ်ဆေးခြင်းတစ်ခုလည်းမပြီးသေးပါဘူး။ဘာပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုထပ်မံစစ်ဆေးရမလဲဆိုတာကတော့ မူလပိုင်ရှင်ရဲ့မြေအပိုင်စာချုပ်ယခင်လက်ဝယ်ရှိသူများရဲ့လွှဲပြောင်းစာချုပ်များအမွေဆိုင်မြေဖြစ်ပါက အမွေဆက်ခံခွင့်စာချုပ်စာလံအကျွေးအတွက်ထားရှိထားသောမြေဖြစ်ပါက အာမခံစာချုပ်များအစရှိတဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့စာရွက်စာလံများကိုမူရင်းနဲ့တိုက်ကြည့်ပြီးနှိုင်းရှင်စစ်ဆေးခြင်းပြုလုပ်ရမှာဖြစ်ပါတယ်မူရင်းနဲ့တိုက်စစ်ဖို့ပြောတာကမိတ္တူဆိုတာအပြည့်အဝယုံကြည်လို့မရပါဘူးတတိယအချက်ကမြေပြင်ခြေနေကိုကိုယ်တိုင်တွားရောက်စစ်ဆေးခြင်းဖြစ်ပါတယ် ဓာတ်ပုံတွေကိုကြည့်ပြီးကြည့်ရှုစစ်ဆေးနေုံနဲ့မလုံလောက်ပါဘူးမဝဲယူခင်မှာမြေပြင်ကိုကိုယ်တိုင်ကိုကြားသွားရောက်ပြီးအသေးချာလေးလာစစ်ဆေးတင်ပါတယ်မြေပြင်မှာစစ်ဆေးရမယ့်အချက်တွေကတော့မြေကွက်တီနေရာမှန်မမှန်မြေကွက်ပုံတံတန်းနဲ့အတိုင်းတာဘေးမှာရှိတဲ့အိမ်ကြီးချင်းမြေကွက်များနဲ့အတိုင်းတာရေမျောရေဝတ်တန်ခံနိုင်မှုရှိမရှိ မြေမျိုးစားကောင်းမကောင်းအစာရှိတဲ့အချက်တွေကိုတေချာလေးကိုယ်တိုင်ကိုကြမြေပြင်မှာတွားရောက်စစ်ဆေးတင်ပါတယ်အကောင်းဆုံးကတော့ GPS ကနေ coordinate points တွေတည်ချာယူထားဖို့လိုပါတယ်။တပ်ပုံတွေရပ်ယူထားပါကိုရိုက်ကိုကြသွားရောက်တဲ့အတွက်ကြောင့်အဲ့ဒီဘေးပတ်ဝန်းကျင်မှာရှိတဲ့အိမ်ကြီးချင်းတွေနဲ့လည်းတည်ချာလေးလေးလာတိုင်ပင်ကြည့်လို့ရပါတယ်။စတုထအချက်အနေနဲ့စစ်ဆေးရမှာကတော့လမ်းပန်းဆက်သွယ်ရေးပဲဖြစ်ပါတယ်။မြေကွက်ကောင်းတစ်ကွက်ဟာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့လိုအပ်ပါတယ်။ဒါမှသာနောက်တစ်ချိန်ပြန်လည်ရောင်းချခြင်းတဲ့အခါမှာဈေးကောင်းရရှိနိုင်မှာဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီးစစ်ဆေးရမယ့်အချက်တွေကတော့ အဓိကလမ်းမကြီးနဲ့အကွာအဝေးမိုးရသည်တွင်လမ်းသွာလာနိုင်မှုကားဝင်ထွက်နိုင်သောလမ်းအကျယ်အနာဂတ်လမ်းဖောက်လို့ရအစီအစဉ်အစရှိတဲ့အချက်တွေကိုတေချာလေးစစ်ဆေးရမှာဖြစ်ပါတယ်အကောင်းဆုံးစစ်ဆေးရမယ့်အချိန်ကမိုးရသည်မှာတွားရောက်စစ်ဆေးခြင်းဖြစ်ပါတယ်ဒီစမမြောက်စစ်ဆေးရမယ့်အချက်အနေနဲ့မြေမျိုးစားခွဲခြားခြင်းဖြစ်ပါတယ်မြေမျိုးစားလိုက်မြေသုံးပြုခွင့်အခွန်ဆောင်ရမယ့်နှုံထားတွေကွာခြားပါတယ်အဓိကအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့မြေမျိုးစားတွေကတော့ ကျေးရွာအတွင်းမှာရှိတဲ့ကျေးရွာမြေကျေးရွာအပြင်မှာရှိတဲ့ဥယျင်ချမ်းမြေမြို့မြေကုံတွယ်ရေးမြေစက်မှုစုံမြေစိုက်ပျိုးမြေအစားရှိတဲ့မြေမျိုးစားတွေနဲ့အခြားတည်တဲ့တိထိုက်တဲ့မြေမျိုးစားတွေကိုလည်းလေ့လာသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ဒီနေရာမှာတိထားတဲ့အချက်တွေကတော့ကြေးရွာမြေဆိုရင်နိုင်ငံသားတွေဝယ်ယူလို့မရနိုင်သလို ဥယျင်ချမ်းမြေကိုအစိုးရခွင့်ပြုချက်နဲ့သာဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ပါမင်းမြေဆိုရင်အမည်ပေါက်ပြောင်းမှုလွယ်ကူတယ်လို့စလစ်မြေဆိုရင်တော့အမည်ပေါက်ပြောင်းမှုအနှဲငယ်ခက်ခဲနိုင်ပါတယ်။ကယံမြေဆိုရင်တော့အမည်ပေါက်ပြောင်းမှုအခွန်ဆောင်ရမှာပဲဖြစ်ပါတယ်။စသမမြောက်ချက်ကတော့ဘေးပတ်ဝန်းကျင်အိမ်ကြီးချင်းအခြေအနေပဲဖြစ်ပါတယ်။ကိုယ်ဝယ်ယူမဲ့မြေကွက်ပတ်ဝန်းကျင်အခြေအနေတွေကအရေးကြီးတဲ့အချက်မှာပါဝင်ပါတယ်။ဒါကြောင့်မလို့မြေကွက်မဝယ်ယူခင်ဘေးပတ်ဝန်းကျင်မှာရှိတဲ့အိမ်ကြီးချင်းတွေကိုမေးမြန်းရမယ့်အချက်တွေကိုဖော်ပြပေးခြင်းပါတယ်။ မြေကွက်သမိုင်းကြောင်းရခင်ပိုင်ရှင်များမြေကွက်နဲ့ပတ်သက်တဲ့ပြိပခါများတက်ဆိုင်ရကြေးရွာမျိုးနယ်ရဲ့အုပ်ချုပ်ရေးစနစ်အစရှိတဲ့အချက်တွေကိုမေးမြန်းလေ့လာပြီးစမ်းစစ်သုံးသပ်သွားရမှာဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကတော့တက်ဆိုင်ရမျိုးနယ်ကြေးရွာအုပ်ချုပ်ရေးမှုကြီးကြပ်ရေးမှုတွေနဲ့မေးမြန်းတိုင်ပင်ပြီးလေ့လာဝေယူနိုင်မယ်ဆိုရင်တော့ပိုကောင်းပါတယ်။နောက်ဆုံးတက်တမမြောက်အချက်အနေနဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကိုစစ်ဆေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အိမ်ချမ်းမြေဝယ်ယူတဲ့အခါမှာ လက်ရှိအခြေအနေတစ်ခုလဲကိုကြည့်ပြီးဆုံးဖြတ်ဝယ်ယူလို့မရပါဘူး။လာမယ့်အနာဂတ်မှာကိုယ်ဝယ်ယူမဲ့နေရာကဘယ်လိုတွေဖွံ့ဖြိုးတိုးတက်လာနိုင်မလဲဆိုတာကိုလေ့လာဆန်းစစ်သုတေသနပြုလုပ်ဖို့လိုအပ်ပါတယ်။ဘယ်လိုအချက်တွေကိုတေသနပြုလုပ်ရမလဲဆိုတော့သက်ဆိုင်ရာမျိုးနွယ်ဆိုင်ရာဖွံ့ဖြိုးရေးအစီအစဉ်လမ်းမကြီးဖောက်လုပ်ရေးအစီအစဉ်စက်မှုဇုံအစ်စ်များအခြားသောဖွံ့ဖြိုးရေးစီမံကိန်းများ အစရှိတဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့သတင်းတွေအစီအစဉ်တွေကိုလေ့လာဆန်းစစ်တုတွေသနာပြုလုပ်နေဖို့လိုအပ်ပါတယ်။သက်ဆိုင်ရာတည်တံ့ရာအုပ်ချုပ်ရေးဖွဲ့များမှလည်းလိုအပ်တဲ့သတင်းအချက်လက်တွေစုံစမ်းရယူနိုင်ပါတယ်။အခုဖော်ပြပေးထားတဲ့အချက်တွေကတော့မြေကွက်ဝယ်ယူရာမှာအဓိကအနေနဲ့စစ်ဆေးရမယ့်အချက်9ချက်ဖြစ်ပါတယ်။အဲ့ဒီအချက်9ချက်ကိုပြန်လည်ပြီးတော့အနှစ်ချုပ်ကြည့်ရရင်နံပါတ်1မြေစရင်နံပါတ်2ပိုင်ဆိုင်မှုစာရွက်စာတမ်းနံပါတ်3မြေပြင်ခြေနေ နံပါတ်၄လမ်းပန်းဆက်သွယ်ရေးနံပါတ်၅မြေမျိုးစားနံပါတ်၆ဘေးပတ်ဝန်းကျင် အိမ်နီးချင်းအခြေအနေနံပါတ်၇အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအစရှိတဲ့အချက်တွေကိုစနစ်တကျတရားလေးလာစစ်ဆေးပြီးမှမြေကွက်ဝယ်ယူခြင်းဖြင့်တင့်ရဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုကိုလုံခြုံစိတ်ချရစေမှာဖြစ်ပါတယ်။ကြည့်ရှုသူပြည်သက်တွေအနေနဲ့လည်းမိမိရဲ့မြေကွက်ဝယ်ယူရာမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုကိုယ်မှတ်မှာပြန်လည်မျှဝေရေးသားပေးသွားပါဦး။ ကျွန်တော်တို့စမတ်မြန်မာကနေမကြခင်မှာ real estate investment အင်ချမ်းမြေယင်းနှမြုပ်နှံမှုတင်ဒန်းကိုဖွင့်လှစ်တော့ဖို့ရှိပါတယ်။အဲ့ဒီတင်ဒန်းမှာအင်ချမ်းမြေယင်းနှမြုပ်နှံသူတွေအနေနဲ့အခြေခံကနေစပြီးအောင်မြင်မှုရရှိနိုင်သည့်အထိအင်ချမ်းမြေယင်းနှမြုပ်နှံမှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြည့်စုံနဲ့အသေးစိတ်တွက်ချက်မှုတွေကိုတကယ်လက်တွေ့မှာအသုံးချနိုင်အောင်တည်တည်ချာချာတင်ပြပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားပြီးတက်ရောက်ချင်သူတွေအနေနဲ့ကွန်မတ်မှာ real estate investment course ဆိုပြီးရေးသွားပေးကြပါ။တင်ဒန်းစတင်တဲ့အခါပြန်လည်အကြောင်းကြားပေးပါမယ်။ ဒီဗီဒီယိုကတင့်အတွက်အသုံးဝင်တဲ့အကျိုးရှိစေတဲ့ဆိုရင်ကျွန်တော်တို့စမတ်မြန်မာကို like follow subscribe လုပ်သွားပေးကြပါဦးခင်ဗျာအင်ချမ်မြင်နဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်ကွန်မန့်မှာရေးသားဖော်ပြပေးသွားကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ